ဘဲနသာစီနဲ့ပတ်သက်ပြီးတော့မိတ်ဆွေမသိသေးတဲ့အချက်အချို့ကျွန်တော်ပြောပြပေးမယ်။ဘဲနသာစီကိုပုံမှန်မိဝဲခြင်းသည်တွေးတွင်းကိုလက်စထရောကိုကျစေတယ်။အမျိုးသားဟော်မုန်းတက်စတရိုးန်းကိုအထွက်တိုးစေတယ်။နိုတိုင်းမီခင်တွေမှာနိုထွက်မှုပိုအားကောင်းစေတယ်။အမျိုးသမီးတွေရဲ့ PCOS ကိုကျန်းမာရေးအတွက်ဆိုရင်ဒီနိုတိုင်းမီခင်တွေမှာနိုထွက်မှုပိုအားကောင်းစေတယ်။အမျိုးသမီးတွေရဲ့ PCOS ပြဿနာကိုလျှော့ချထိန်းချိန်ပေးနိုင်တယ်။တွေးဆုံးဂိုင်ကာလအရောက်ချင်းမှာကြုံရတဲ့ depression ကိုထိန်းချိန်ပေးနိုင်တယ်။အစာစားခြင်းစိတ်ကိုလျှော့ချပေးတယ်။ကိုယ်လေးစင်ထိမှုအထောက်အကူပြုတယ်သွေးနဲ့ကိုလက်စထရောကိုကျစေတယ် negative effort မရှိတဲ့လောက်ရှားတယ် limit အတွင်းသုံးမှာဆိုတော့အသုံးပြုပုံကရွေးရှင်းတယ်ညဘက်ရင်နွေးတစ်ခွက်ထဲမှာပဲနသာစီထမင်းစားသောတစုံနီးနီးကိုကျွန်တော်ထည့်ပြီးစိတ်နှားလိုက်အုပ်ထားလိုက်မနမိုးလင်းအိပ်ကြီးကိုတော့အိပ်ဖတ်စားပြီးရင်ရင်မိုးချိုး breakfast စားလို့ရတယ်ဒါပဲဘာမှအထွေထူးမလိုဘူးဒီယာကမိတ်ဆွေ ChatGPT မေးလဲရတယ်ကြိုက်တဲ့နေရာမှာတွက်ရှာလို့ရတယ်အရေးကြီးတယ်သူပြောပြမယ်ဒီစင်းနီးဒီအိန္ဒိယစင်းနီးအားလုံးလို့လို့မှအသုံးပြုနေတဲ့နေ့စနစ်သူတို့ product နှမျိုးအဓိကသုံးတယ် ဲ့ဒါပါလဲဆိုပဲနဲ့သာစီးနဲ့စမုံနဲ့အစီအဲ့နှစ်ခုပေါင်းပြီးကျွန်တော်တို့မိဝဲမယ်ဆိုရင်တက်ရှိကျမဖို့အထောက်အကူပြုတယ်လို့ဆိုတယ်သူတို့နဲ့ပတ်သက်တဲ့ကျမရေးဆိုင်ရာအချက်အလက်တွေကိုကြိုက်တဲ့အရာမေးကြည့်လို့ရတယ်တွေးစရာတွေးရ yes တော့မှပြပါကျွန်တော်ခုနကဥပမာကျေးဇူးတင်ပါတယ်